အားလုံးမင်္ဂလာပါခင်ဗျာ Putu LM Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စရင်းကလေးမင်းနဲ့မှာကျွန်တော်တို့အရန်ကိုပြောဆင်ချာကောင်းနဲ့နေ့တနေ့လို့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ရဲ့ချစ်တော်ချင်းလူမျိုးကျွန်တော် Joshua Van USC မှာကျွန်တော်တို့မြန်မာအလံကိုချုပ်ပြီးတော့ပွဲဦးထွက်လာတယ်ဂျပန်ဖိုက်တာကိုဒိုင်၃ရောက်ဆုပ်ပြချက်နဲ့ကျွန်တော်တို့အနိုင်ရရှိသွားတာဖြစ်ပါတယ် အရင်ကပျော်ရှင်စရာကောင်းပါတယ်ဒီဘဖိုက်တာကလည်းနဘန်ဘက်ကောင်းနေလာလေကစားလာမှတယောက်ပေါ့နော်သူရဲ့ထိတ်တောင်းပိုင်းတွေအရင်ကောင်းပါတယ်အဲ့ဒါကိုကျွန်တော်တို့ရဲ့အချစ်တော်ကဂျူဇာဘန်ကကောင်းဆုံးသူ defensive တွေကစားပြတယ်ထိတ်တောင်း defensive တွေအရင်ကောင်းပါတယ်ကျွန်တော်တို့ striking ဘက်မှာကျွန်တော်တို့ဘလို့ဆင်လို့မရပါဂျိုဆွာဘန်အရင်ကောင်းပါလေ striking ဘက်မှာရောဒီဂျိုဆွာဘန်ရဲ့ကစားဖို့က နောက်တစ်ချိန်မှာ UFC မှာကျွန်တော်ချန်ပီယံဖြစ်လာမယ်စကားပုံလို့ကျွန်တော်တို့မြင်ပါတယ်အယောင်းကိုလည်းချိန်နှက်မိပါတယ်အယောင်းမှလည်းကြိုက်ပါတယ်ဒါပေမဲ့ကျူဆွာဗန်အနေနဲ့ကျွန်တော်တို့ပါဝါဘိုင်းမှာတော့နည်းနည်းလေးလိုအပ်ချက်ရှိပါတယ်ခင်ဗျာနာကြောင့်မို့ကျူဆွာဗန်အနေနဲ့ဒီသူရဲ့ကစားပုံတွေသူရဲ့မြန်မာနိုင်ငံပေါ်ချစ်တဲ့စိတ်တွေကကျွန်တော်တို့ဒီပွဲမှာမြင်တွေ့ရပါတယ်နောက်ပြီးဒီ UFC မှာ flyweight ရဲ့ ranking ပိုင်းမှာပါဘောနော်ကျွန်တော်တို့ယူဂျူဆာဘန်နေနဲ့ပြန်တက်လာဖို့ရှိပါတယ်နောက်ကျွန်တော်တို့လာမဲ့3လတနည်းအတွင်းမှာကျွန်တော်တို့ဂျူဆာဘန်နေနဲ့ချန်ပီယံစိတ်ကိုခွင်းရဖို့ကျွန်တော်တို့မျှော်လင့်မိပါတယ်ခင်ဗျာကျွန်တော်တို့ဒီပတ်မှာ World Championship ပွဲတွေကျွန်တော်တို့မြန်မာလူမျိုးတွေဒီဖက်ဆက်ကြီးစုံနေကြတာကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါပေမဲ့ဒီလိုနေ့ဒီမှာဂျူဆာဘန်ကအကောင်ဆုံးလုပ်ပြပေးခဲ့တဲ့အတွက် မြန်မာလူမျိုးများကိုစားကျေးဇူးအပေါင်းကျေးဇူးများတင်ပါတယ်။နောက်ဒါမဲ့ပွဲဒီမှာလည်းချန်ပီယံအမြန်ရပြီးတော့မြန်မာနိုင်ငံအတွက်ကုန်ဆောင်ပေးနိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့စီစဉ်လေးကိုလည်းချန်နီဖက်မဆွေ follow လုပ်ပေးခဲ့ဖို့နဲ့ YouTube မှာကြည့်မယ်ဆိုရင်ကျွန်တော် subscribe နှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။